ူများတွေသူ့ကိုယုံကြည်စိတ်ကိုသိလို့အနာပြောက်ပြင်းစေခဲ့တာအများကြီးရှိခဲ့ပါတယ်တဲ့ဒီမန်လေးကဗုဒ္ဓဤအလုံးစုံသိသောတပ်ဖြင့်ညွတ်တညာအကြောင်းပြောထားတဲ့ပုရဲမှာလာမှန်ထားတာပါနော်ဦးသိန်းကသူတစ်ပါးယုံကြည်ရပါတာကိုမတိုက်ခိုက်ဘူးတိုက်ခိုက်တတ်တဲ့အလေးအကျင့်လည်းမရှိဘူးသို့တော့ဦးသိန်းတင်ထားတဲ့ပုရဲမှာအခုလိုပောက်ကြရတွေလာပြောပြီဆိုရင်တော့တုတ်ပြန်တတ်တဲ့အလေးအကျင့်တော့ရှိတယ်နော်အခုလည်းတုတ်ပြန်မှာဖြစ်တယ် 2008ခုနှစ်မတ်လ2ရက်နေ့တုန်းကနာဂိတ်မုံတိုင်းကြီးတိုက်တဲ့အခါမှာလူပေါင်းမြောင်များစွာတည်ကြည်ပျက်စီးခဲ့ရတယ်။အဲ့ဒီထဲမှာဗုဒ္ဓဘာသာဝင်တွေလည်းပါတယ်လို့ဆိုင်ဆင်းရှင်ကိုးကွယ်တဲ့လူတွေလည်းပါတယ်။တက္ကတော်ပြောတယ်လို့တက္ကတော်တို့ရဲ့ဖခင်ကအချိန်ပြည့်တည်နေတယ်ဆိုရင်အဲ့ဒီနာဂိတ်မုံတိုင်းကြီးတိုက်မှာဘူးဘာလို့ကြုံမသိတာလဲဘာလို့ကြုံပြီးလာမပြောတာလဲနောက်ပြီးဒီနှစ်မှာငလင်းအကြီးအကျယ်လှုပ်တဲ့အတွက်ကြောင့်လူပေါင်းမြောင်များစွာတည်ကြည်ပျက်စီးခဲ့ရတယ် အဲ့ဒီထဲမှာဖန်ဆင်းရှင်ကိုကိုွယ်တဲ့လူတွေလည်းပါတယ်တက္ကတော်တို့ဖခင်ကတက္ကတော်ပြောတယ်လို့အချိန်ပြည့်သိနေတယ်ဆိုရင်အဲ့ဒီငလျင်လှုပ်မှာကိုဘာလို့ကြုံမသိတာလဲဘာလို့ကြုံပြီးလာမပြောတာလဲအဲ့ဓာတွေကိုကြည်တော်အဖြစ်တက္ကတော်တို့ကိုကိုွယ်တဲ့ဖခင်မရှိဘူးဆိုတာထင်ရှားပါတယ်နော်မရှိလို့လည်းပဲရာဇဝင်ဆရာကြီး HG ဝဲကအနန္တတခုရှင်သာဝရဖခင်သည်တကယ်အထင်ရှားရှိ၍ဤလောကအတွင်း၌ ိုက်ခိုက်နေကြသောစစ်ပွဲများတည်ကြည်ပျက်စီးခြင်းများစစ်နှင့်ပတ်သက်သောကြောက်လန့်ဖွယ်ရာများကိုတားဆီးနိုင်သောတတ္တိရှိပါလျက်တမင်စိန်ခံပြီးကြည်နေခဲ့သည်ဆိုလျင်ထိုထာဝရဘုရား၏အဖုံးအကာမရှိသော မျက်နာကိုဒရွင်းနှင့်ထွေးမိမှအမှန်ဖြစ်သည်လို့ပြောတာပေါ့အဲ့ဒီရာဇဝင်ဆရာကြီး HG ဝဲဆိုတာကလေခရိယံဘာသာဝင်ကြီးဖြစ်တယ်နော်ဥစဉ်ပြောကျင်တာကတော့ဒကာတော်တို့ဘုရားဟာအချိန်ကြီးတိတာမတိတာအသာထားပါဦးနော် တတလောမှာကိုကိုပွင့်နေတဲ့ဖန်ဆင်းရှင်သာဝရဖရာတကယ်ရှိမရှိဆိုတာကိုသိအောင်အရင်လုပ်ပါလို့ပြောချင်ပါတယ်ဒါပါပဲเนาะလူတွေအကျင့်သီလတွေပြတ်တယ်အာရမမှုတွေများတဲ့အတွက်ကြောင့်ဒီလူတွေကိုတန်ဝေကရအောင်တက်တက်သဘာဝဘေးရန်နေရာတွေကိုဖန်ပြီးပေးတာတရားမင်းကအဲ့ဒီငလျင်ကြီးစွာလှုပ်တယ်ဆိုတာကိုစာကဘယ်လိုပြတော့ဆိုတော့ဓတတဟာတိလောကဓာတု တင်္ကာပိတံပကံပိတံပဝေတိဆိုပြီးတော့သာဓမစကြာထဲမှာပါပါတယ်ဝတ်သင်းတွေယူခုတဲ့သူတွေသိပါတယ်အဲ့ဒီ၃လုံးပါတယ်ငလျင်လှုပ်ပုံ အချင်းအရာ ပြတာပေါ့သတ္တသာတိလောကဓာတုလောကဓာတ်1000လို့ဘာသာပြန်တယ်ဒီကဘာမြေကြီးကိုပြောတာပါကဘာမြေကြီးဟာတဲ့ပြင်းစွာတုံလှုပ်လိုက်တယ်တဲ့ရသော်ဘုရားဓမ္မစကြာတရားဟောလို့အဆုံးပါ လှုပ်လိုက်တဲ့အခါကျတော့သူကဘလို့လှုပ်တာတုံးဆိုတော့သုံးမျိုးပြသင်္ကန်ပီးတဲ့ပထမ အထက်ကိုတက်ပြီးတော့လှုပ်တယ်တဲ့အထက်ကိုတက်တဲ့လှုပ်တယ်ဆိုတာမြေကြီးကိုပစ္စည်းတစ်ခုကိုအထက်ကိုပင့်တင်လိုက်လို့ရှင်လှုပ်သွားတာလေအဲ့ဒီလှုပ်တာမျိုးကိုအထက်ကိုတက်ပြီးတော့လှုပ်တယ်လို့ခေါ်တာသင်္ကန်ပီးတံပကံပီးတဲ့အထက်အောက်လှုပ်တယ်တဲ့အထက်ကိုလည်းပဲမြင့်တယ်အောက်ကိုလည်းပဲနှိမ့်သွားတယ် အဲ့လိုလှုပ်တာသူကခွန်နာဟာလည်းပြင်းနေနော်ခွန်ဟာကအထက်တက်ယုံလေးတက်လာခွန်ဟာကအထက်ကိုတက်ပြီးတော့အောက်ပြန်ဖိချလိုက်သေးတာနှိမ့်သွားတယ်အထက်တက်ပြီးတော့အောက်နှိမ့်ပြီးတော့လှုပ်တယ်ဒါတံပကံပြီနောက်တံပဝေဒီအရလေးမျက်နာကို ရိမ့်ထိုးပြီးတော့လှုပ်တယ်လို့အဲ့ဒီလိုလာငရင်လှုပ်တာနော်ဒါဓမ္မစကြာကလာတဲ့ငရင်လှုပ်ပုံလှုပ်နေပုံနော်ဓမ္မစကြာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးလှုပ်တဲ့အခါမှာအဲ့ဒီပုံစံလှုပ်တယ် ပထမစစာခြင်းအထက်ကိုတက်ပြီးတော့လှုပ်လိုက်တယ်တစ်ချက်ပြီးလို့ရှိရင်တမ္ပကံပြီးအထက်အောက်လှုပ်လိုက်တယ်တစ်ချက်ပြီးလို့ရှိရင်အရလေးမျက်နှာဟွေရမ်းပြီးတော့ရိမ့်ထိုးပြီးတော့လှုပ်လိုက်တယ်၃ချက်လှုပ်တယ်ဓမ္မစကြာပေါ့ကလေးမလေးအဲ့ဒါမေးတာပေါ့ငရင်လျှောလုံးနေရအဲ့ဒါငါကလည်းပဲအဲ့ဒီမှာစာကဆိုတယ်ပြောတဲ့အတိုင်းပဲသူ့ကိုတော့လှုပ်မလုံးနေတော့ရှင်းပြလိုက်တယ်ပေါ့နော် ရှင်းပြပြင်မယ်လို့ကိုကိုတိုင်းကငလေရင်လှုပ်တာတကားမှမတွေ့ဘူးတဲ့ခါကျတော့စာကပြောတဲ့အတိုင်းပဲပြောလိုက်ရတာအခုမန္တလေးမြို့ကိုလှုပ်သွားတဲ့ခါကျတော့မှအာဒါစာကပြောတဲ့လှုပ်နေတဲ့ဒီလှုပ်နေတယ်လို့ငါတို့မန္တလေးကိုလှုပ်သွားတာအဲ့ဒီတိုင်းလှုပ်တာပဲနော်ပထမတစ်ချက်လှုပ်တာဟုတ်ပါလားညင်ကလေးဆိုထက်တက်သွားလေပြီးတော့ထက်အောင်လှုပ်ရှားရတာတွေ့တယ်မလားဒါကြောင့်လမ်းကြီးတွေခုံးသွားကြပါလားလမ်းကြီးတွေခုံးလိုက်အောင်ခုံးပြီးတော့ခွက်တက်ခွက်သွားလေအဲ့ဒါအထက်အောင်လှုပ်တာနောက်မှထားလိုက်ရင်းထိုးလှုပ်တာကိုစာဦးတွေပြောတာအဲ့ဒါပဲ ခါရိုက်ချတာလေအာဓမ္မစကြံမှာပြောတဲ့သင်္ကံပိသံပကံပိသံဘဝိရိဆိုတာဒီ၃မျိုးလောက်တာလို့အဲ့ဒါဓမ္မစကြံဖရာခေါ်ဘုရားကဖရာတရားခေါ်ပြီးတော့လည်းအဲ့ဒီလိုလောက်တာတဲ့နော်အဲ့လိုကြီးလောက်တာတဲ့လောက်တော့အဲ့ဒီခုနကလေးမလေးရဲ့မိဘကဒီကြမ်းမရောက်တာတော့နင်တို့ကကိုကငါငါရှင်းပြတာပဲရှိသေးတယ်နော်ငါအဲ့ဒီလိုရှင်းပြလိုက်တော့ကလေးမလေးကဘာတက်မေးတော့ဆိုတာဖုန်ကြီးတယ်ငလျင်ကြီးအဲ့ဒီလိုကြီးတို့လို့ရှိရင်တဲ့ အစာအုပ်တွေပြည့်စည်ပြီးတော့လူလူတွေသေးကြီးပြည့်စည်မကုန်ဘူးလားတဲ့အဲဒီတော့ကဖရာလက်ထက်ကနော်မကောင်းဘူးလားဒီမေကောင်းနော်ကောင်းတယ်နော်အခုတို့မလည်းလက်ကြည့်ပါလားအစာအုပ်တွေပြည့်တယ်လူတွေသေးတယ်နော်အဲဒီဓမ္မစကြာတရားဟောတော့ငါတဲ့ဓမ္မစကြာတရားဆုံးတဲ့အခါမှာငလျင်ကြီးလှုပ်သွားတာတဲ့အခုငါတို့မလည်းလေးလှုပ်နေလှုပ်တာတော့အဲဒီတော့ငါတဲ့အစာအုပ်တွေပြည့်ပြီးတော့လူလူတွေသေးကြီးပြည့်စည်မှုရှိလားတဲ့အဲ့တော့ငါကပြန်ဖြေရတာပါနော် ေးလို့စားတဲ့မှာတော့လှုပ်တယ်လို့ပဲပါတယ်လို့အလူစော်ဘူးတွေပြည့်တယ်လူတွေသေးတယ်လို့မပါဘူးနော်မပါဘူးလို့အဲ့လိုပြောရတာပေါ့နော်အဲ့ဒီလိုပြောပြီးတော့သူ့ကငါကဘာပြန်ပြောလို့ဆိုတော့အခုငါတို့လှုပ်တာနဲ့မတူဘူးဟာလို့ဓမ္မစကြာခေါ်တော့ငါလှုပ်တာနဲ့လို့အခုငါတို့လှုပ်တာကသဘာဝအရာလှုပ်တယ်အဲ့လိုလို့နော်ဟိုမှာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတော့တရားဆုံးတဲ့အခါမှာလှုပ်တာက နတ်ဒီရဲ့တကောကြောင့်နတ်ဒီကတရားနာပြီးတော့ကြီးညိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြီးညိုတဲ့စိတ်တွေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်တွေကအာကြီးလုံးတဲ့အခါကျတော့ဒီလိုငြိမ်ငြိမ်မနေနိုင်တော့ပဲနဲ့တခါတည်းသူတို့တကောနဲ့လှုပ်လိုက်တဲ့အခါမှာနတ်ဒီရဲ့တကောကြောင့်မြေကြီးကပါလိုက်ပြီးတော့လှုပ်သွားတာလို့အဲ့တော့အလုံးဒါမန္တလေးနောက်ပါတာကဘမောခရစ်ဆရာတော်ဘုရားကြီးက ်ငင်းအကြောင်းဟောထားတဲ့တရားလေးပေါ့နော်ဆရာတော်ကြီးကတော့ဓမ္မငင်းလှုပ်ချောင်း၈ပါးတဲ့ကဓမ္မစကြာတရားဟောတဲ့အခါမှာငင်းငင်းလှုပ်တယ်ဆိုတဲ့နေရာမှာတန်ကံပြီးတံပကံပြီးတံပဝေတိဆိုတဲ့ငင်းငင်းလှုပ်ပုံလုံးနည်းလေးတွေကိုရှင်းပြတာအဲ့တော့အလုံးသိနေတဲ့အတိုင်းမြင်ငင်လှုပ်တယ်ဆိုတာကအကြောင်း၈ပါးရှိတယ်ပေါ့နော်လေးတိုက်လို့လှုပ်တာတော့ ပြီးလို့ရှိရင်တကွေးဒီပဲရှိတဲ့ပုံကိုယ်တွေကလှုပ်စေတယ်လှုပ်တာတော့ပြီးလို့ရှိရင်အောက်က6ခု6မျိုးပေါ့ဖះနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြည်သူတွေနေတာတို့မြတ်စွာဘုရားဖွားမြင်တာတို့ဓမ္မစကြာတရားဟောတာတို့ဒါတရားတော့အလုံးတည်ပြီးသားပေါ့အဲ့တော့ဒီရှင်မျိုးထဲမှာဥသူတို့ယနေ့လှုပ်သွားတဲ့မြေငင်ကဘယ်သေးပါတော့ဆိုတော့เนาะနောက်တစ်ခု ဘယ်ထက်ပါလဲဆိုတာတခုနောက်တခုကမြင်းငင်လှုပ်တာဖရာဖရာဟောတဲ့ထဲမှာလဲဒီရှင်မျိုးကြောင့်မြင်းငင်လှုပ်တယ်အထူးအဖြစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပထမတဘာဝအတွက်ကနံပါတ်1ချက်ပေါ့နော်လေးတိုက်လို့လေးတိုက်လို့ရေတွေလှုပ်တယ်အဲရေလှုပ်တဲ့ကြောင့်မြင်းငင်လှုပ်တယ်ဟောတာနံပါတ်1အကြောင်းရှိပါတယ်ကနံပါတ်1ချက်ပေါ့နံပါတ်1ချက်ကတကိုးအတီဘက်နဲ့ပြည့်စုံတဲ့ပုံစံတွေလှုပ်စေခြင်းတဲ့အတွက်ကြောင့်လှုပ်တယ်ပေါ့ နံပါတ်3ဖျားရှင်ဒီပဋိသင်နေနေတဲ့အချိန်လှုပ်တယ်ပေါ့အဲ့တော့ဒါဒီကို ကြီးလိုက်မယ်ဆိုလို့ရှင်ဟိုလူတွေကိုဘေးဖြစ်စေတဲ့လှုပ်ခြင်းမျိုးမဟုတ်ဘူးသူကတိစေခြင်းတဲ့ပုံစံမျိုးပေါ့နော်ခွေးကတဘာဝနဲ့ဒီတကိုအဋ္ဌိပဲရှိတဲ့ပုံကိုယ်တွေလှုပ်စေခြင်းတဲ့ဟာအဲ့နှစ်ခုအတားထားလိုက်ပေါ့ခွေးကဖျားလောင်းနဲ့ပတ်သက်ပြီးတဲ့ဟာကတော့ဒါကောင်းသောလှုပ်ခြင်းတွေပေါ့နော်ကောင်းသောလှုပ်ခြင်းတွေ လူတွေဘေးပြေအောင်သေအောင်ပြိုအောင်ပြတ်အောင်တော့လှုပ်မှာမဟုတ်ဘူးတရားတယ်အဲ့တော့အခုကာလမှာလည်းပဲဒီမြတ်စွာဘုရားမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားပြိဋိဘံဆံသွားပြီဖြစ်တဲ့အတွက်ကြောင့်အောက်က6ချက်ပေါ့နော်ပြိဒဏ်နဲ့နေတာမွေးဖွားတာတရားဥဒ္ဓမစကြဟောတာအပြီးလို့ရှင်တပင်ညူတာညံရတဲ့အခါပြိပြိဋိဘံဆံတဲ့အခါဒီအောက်6ခါကတော့ဘုရားမရှိတော့တဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူး မဖြစ်နိုင်တော့ဘူးအပေါ်ကနှစ်မျိုးပေါ့အပေါ်ကနှစ်မျိုးဖြစ်တဲ့သဘာဝအတွက်တစ်ခုရှိတယ်နောက်တစ်ခုကတကွေးတိပဲရှိတဲ့ပုံအဲ့နှစ်မျိုးကြောင့်အခုလှုပ်တဲ့ဟာတစ်ခုတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တာပေါ့အဲ့ဒါကတစ်ချက်နောက်တစ်ချက်ကခုနကဆရာတော်ကြီးပြောတဲ့ဓမ္မစကြာတရားဟောတော့သုံးမျိုးပေါ့မြင်းငင်းလုံးမျိုးသုံးမျိုးတန်ကံပြီးတံပကံပြီးတံပွေတိဆိုတဲ့ပုံစံမျိုးအပေါ်တက်ပြီးလှုပ်တယ်အပေါ်လှုပ်တယ် ရဲလေးမျက်နှာရင်ထိုးပြီးလှုပ်တယ်ဆိုတဲ့ပုံစံအဲ့တော့ဒီလိုတွေလှုပ်တယ်ဆိုတာကဇင်းတို့ကဟိုတိစီခြင်းတဲ့ပုံစံမျိုးလှုပ်တာအဲ့ဒီတော့ကြောင့်ဘေးရနေရတော့ဖြစ်မှာမဟုတ်ဘူးတေချာတယ်သူကလှုပ်တာကြာချိန်မပါဘူးလေလှုပ်တဲ့ပုံစံပဲပါတာအခုမန္တလေးလှုပ်သွားတဲ့ဟာကပုံစံတော့ဖျားဟောတဲ့ခုနကပုံစံမျိုးနဲ့ဒါတူတယ်ဒါပေမဲ့အချိန်အားဖြင့်ကဟိုအရင်ကြာသွားတယ် ။မန္တလေးမှာအခုခွန်တက်သမားကွန်ရေဂျစတာစကေးရှိတယ်။ဒီစကေးအတိုင်းလှုပ်တယ်။ဒါပေမဲ့ခဏလေးပဲလှုပ်ကြည့်ပါလားတိုက်တည်ပြုံးမှာမဟုတ်ဘူး။အခုအချိန်ကြာသွားတာ။အဲ့တော့ဖျားလက်ထက်ကလှုပ်တာအချိန်ကတမိနစ်ကြာတာလားစက္ကန့်30ကြာတာလား2မိနစ်ကြာတာလားဘယ်လိုမှမသိဘူးလေအဒါတော့လေးလာလို့တွေ့ရလူလည်းကောမက်ရေးထားခဲ့ပေါ့နော်မျှဝေထားခဲ့ပေါ့ရှာကြည့်တာတော့မတွေ့ချိန်ကြာချိန်မတွေ့ဘူးလှုပ်ပုံလှုပ်ပြီးတော့တွေ့တယ် ခုနဆရာတော်ကြီးဟောသွားတဲ့ထင်မှလည်းပါတယ်ပေါ့အဲ့တော့အဲ့ဒီလှုပ်တယ်ဆိုတဲ့ဟာကဟိုတိစေခြင်းယုံကောင်းချီးပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာဖြစ်တဲ့အတွက်ဘေးအန္တရာယ်ဖြစ်တဲ့အထိလှုပ်မှာမဟုတ်ဘူးဆိုတာသိကြတယ်ယုံကြည်တယ်အခုလှုပ်တာကြတော့သူကအဲ့လိုကောင်းချီးပေးခြင်းလို့လှုပ်တာမဟုတ်ဘူးတဘာဝဘေးအန္တရာယ်အဖြစ်နဲ့လှုပ်တာဖြစ်တဲ့အတွက်မြင်းငင်လှုပ်တယ်ဆိုတော့နာမည်ချင်းတော့တူတယ် ်သို့တော့လှုပ်ရခြင်းရဲ့အကြောင်းအဖျားတော့မတူဘူးပေါ့နော်တဘောဘေးအန်ဒီရဲ့အဖြစ်နဲ့ဓာတ်လှုပ်တာဘာကြောင့်လဲဆိုတော့သူတို့မျိုးမျိုးရှိတာပေါ့လေသာသနာတော်2500နောက်ပိုင်းမှာသူရဲ့ရာသာသနာလို့ပြောတယ်ဘာလို့ပြောတာလဲဟိုရင်ဗီဒီယိုတွေမှာလည်းပါပြီးပါပြီတရားသာသနာဆိုတာကဘုရားသာသနာပဲဒါပေမဲ့လူတွေအကျင့်သီလတွေပြတ်တယ် အာရမမှုတွေများတဲ့အတွက်ကြောင့်ဒီလူတွေကိုတန်ဝေကရအောင်တက်တက်သဘာဝဘေးအန္တရာယ်ကိုဖန်ပြီးပေးတာတရားမင်းကအနမျက်နှာကောင်းတွေကဒီပုံစံမျိုးနဲ့လှုပ်တယ်ဆိုလို့ရှိရင်ခုနဟာနယ်သွားပြီးတော့ဖရဲလက်ထက်ကလှုပ်တဲ့မြေငင်းနဲ့သွားပြီးတော့ဘာဖြစ်လို့မရအောင်ဘာကြောင့်လဲဆိုတော့ခုကသဘာဝဘေးကိုသဘာဝဘေးမြေငင်းလျင်ဟိုဟာကတိစေချင်လို့ကောင်းချီးပြီးတယ်ဆိုတဲ့မြေငင်းလျင်အဲ့ဒါလေးခွဲပြီးတော့ တိလို့ရှိရင်ဩဒါကသဘောဘေးမလို့ပြိုတာပြက်တာတေချီတာပေါ့ဟိုဖះရှင်လက်ထက်ကလှုပ်တဲ့ဟာတွေကဖះပတိနေပဲဖះပတိတန်နေယူတယ်နောက်ပြိနေပဲဆန်နဲ့အဆုံးထိပေါ့အဲ့ဒါတွေဟာတိတာစီလို့ရတဲ့ကြောင့်လှုပ်တဲ့မြင်ကလေးအခုကသဘောဘေးရနေကြောင့်လှုပ်တဲ့ငင်အဲ့တော့ဖះလက်ထက်ကလှုပ်တဲ့ဟာတွေအခုလို့ပြိုတာပြက်တာတွေစဉ်းစားမနေနဲ့မပြေဘူးဘာမှမဖြစ်ဘူးစိတ်ချအဲ့တော့ဦးဇင်းတို့ကအခုပြောတဲ့ပုံစံလေးပေါ့အဲ့လိုစဉ်းစားကြည့်အဲ့လိုဆိုလို့ရှိရင်တော့ ဒါတာမဖရားဟောတဲ့မြင်ကင်းတွေမှာဒါခုနကပြောတဲ့ဖရားမရှိတော့တဲ့အတွက်ကြောင့်ဖရားနဲ့ပတ်သက်တဲ့မြင်ကင်းလှုပ်ချင်းတွေကတော့ထားလိုက်တော့ပေါ့။ဒါပြောတဲ့တဘာဝဘေးရနေရကြောင်းလား။လက်တွေကအဲတကောအတိပဲရှိတဲ့ပုံကူတွေကလှုပ်စေခြင်းတဲ့အတွက်ကြောင့်လားဒါကိုယ့်ဘက်ကိုဗေထဲပါလဲစဉ်းစားပေါ့။တခုလို့ရှိတယ်ဦးဇင်းတို့ဟိုတရဗင်ကဆက်မှာတိလက်ရှိတဲ့ပုံကူတွေကိုတဲ့ ဒီလက်ရှိတဲ့ပုံကူတွေကိုပြမားစော်ကားရင်ဘေးတွေကြောက်ရောက်တတ်တယ်တဘောဘေးတွေဒီမြေငင်းတော့မဟုတ်ဘူးသူကတော့လက်နက်မိုးတွေရွာပြီးတော့အလုံးသိကြီးပြက်စီနိုင်ငံတော်ကြီးပါကုံမောက်တွေနိုင်ငံတော်ကြီးပါလုံးလုံးပျောက်သွားအဲ့နိုင်ငံတော်မှာရှိတဲ့လူကုန်သေးတာဘာကြောင့်လဲဆိုတော့တီလက်ရှိတဲ့ရေသေးတဘောကိုပြည်တယ်သားမှရင်စားလိုက်တာတရွေးနဲ့ထွေးတယ်တဲ့ တို့သူပြစ်တယ်သာလို့ပြုတ်လာတဲ့အချိန်စိတ်ကညင်ညင်နဲ့ဒီမင်းနန်းတော်ကနေထွက်တော်မယ်ဆိုတဲ့အချိန်ဒီရတိတော့တွေ့ရတိဆိုတာအဲ့တုန်းကအဝိဆိုတာလည်းခုလိုကောင်းကင်ဝိကမှာမဟုတ်ဘူးလေဟိုဖျားလက်ထက်ကတို့ပန့်တကူတို့ဘာလို့ပုံစံမျိုးနေမှာပေါ့ဝင်နွဲ့နွဲ့နေ ပုံစံကတော့ဒါတရောင်းစားပုံစံနဲ့ပေါက်ချင်ပေါက်နေမှာပဲနော်ညင်နွမ်းနွမ်းနဲ့အဲ့ဒါကိုသူကတီလက်ရှိမှမသိတော့သတိနဲ့ထွေးလိုက်ကောင်းပါပဲဆိုပြီးတော့ပြည်တဲ့သားမှာသတိနဲ့အရင်ထွေးထွေးပြီးတော့နန်းတော်တွေကထွက်ညနေလောက်ကျတော့မင်းရှင်ပြင်ကစိတ်ပြောင်းပြီးတော့ပြည်တဲ့သားလို့ပြန်ခန့်နေဆိုတော့ဒီပုံကိုယ်ကိုသတိနဲ့ထွေးလို့ဒီရတဲ့သတိနဲ့ထွေးလို့ဖြစ်ပါတယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲစွန့်မှတ်သွားတော့အဲ့တော့နောက်တစ်ပတ်လောက်နေတော့ဒီ ။မုမဲကြီးတယောက်ကလည်းလှုပ်ပြုတ်ပြန်အောင်ပြောလို့ပြည်နေသားမနဲ့တိုင်ပြန်တော့ပြည်နေသားမကအဲ့မှာပြောတယ်တဲ့။သူလှုပ်ပြုတ်တုန်းကတော့သူယာရုကနေဖြုတ်ခံရတုန်းကတော့ဒီရေတည်ကြီးသွားသူရင်းနဲ့ထွေးရတာပြ။ပြန်ပြီးတော့ဟောဖြစ်တယ်ဗောပြမဆော်ကားလိုက်တာပြန်ပြီးတော့ຢာလူပြန်ရတယ်ဗောအဲဆိုမူမဲ့ကြည့်လဲအဲ့လိုသွားလို့ကြည်ပါလားတို့အကြံပေးတယ်သွားလဲလှုပ်လဲလှုပ်လှုပ်တော့လဲတိုက်ဆိုင်မှုတစ်ခုအနေနဲ့ရှင်မင်းကပြန်ပြီးအလုခန့်လိုက်ပြန်အောင်အမှန်ကတော့ ဒီရတိကြီးတော်သူတွေနဲ့ထွေးလို့အလုပ်ပြန်ခံတာမဟုတ်ဘူးသူတိုက်ဆိုင်မှုနဲ့သူဒါပေမဲ့သူတို့စော်ကားပြမနေတဲ့အကုသူကံတွေကသိဖြစ်နေများနောက်ဆုံးဘယ်ထိဖြစ်တယ်ဆိုတော့ရှင်ဘီရင်ထိရှင်ဘီကလည်းသိအသိဉာဏ်ရှိတဲ့ရှင်ဘီမဟုတ်ဘူးစစ်တိုက်ထွက်ကံဒီပြောတယ်တဲ့သူတို့လုပ်တဲ့အလုပ်တွေအဆင်ပြေတယ်ရာဓူးတွေပြုတ်တာတော့မပြန်ရတာဒီရတိကိုသူတွေနဲ့ထွေးလို့စော်ကားပုတ်ခတ်လို့ เนาะပြင်မှားလို့ဒါကြောင့်ပြီးတော့ရှင်ပြန်ကလည်းယုံပြီးတော့စစ်ပွဲနိုင်အောင်ဆိုပြီးတော့အဲ့ဒီရဲ့တက်ကိုသွားစော်ကားပြီးတော့မှစစ်စစ်တိုက်ထွက်တယ်တဲ့เนาะစစ်တိုက်ထွက်တော့စစ်တိုက်ထွက်လို့ဆိုဒီရဲ့တက်စော်ကားလို့စော်ကားပြီးစစ်တိုက်ထွက်လို့နိုင်တာဆိုတာထက်စစ်နိုင်အောင်တိုက်လို့နိုင်တာဗောဒီရဲ့တက်စော်ကားထွက်ပြီးတော့နှစ်ယောက်တော့သွားတိုက်ကြီးလေဟိုကရောက်တထောင်တထောင်ဝိုင်းတဲ့သေးတောင်သေးအောင်မဟုတ်ညံ့တောင်ကြေအောင် ဲ့တော့ဒီရသစ်စော်ကားလို့စစ်နိုင်တယ်ဆိုပြီးတော့သူတို့ကထင်ထင်တော့နောက်ဆုံးညတော့ဒီရသစ်ကြီးကမင်းနဲ့တော့လည်းမရှိတော့နှက်တရလာပင့်သွားဘာလို့မလို့လဲဆိုအဲ့ဒီနိုင်ငံကိုနှက်တရဖျက်ဆီးတော့ဘာကြောင့်ဖျက်ဆီးမှာဆိုတော့တီလာရှိတဲ့ပုပ်ကိုတွေကိုဟိုအောက်ထဆုံးပြည်တန်သာမကအစရှင်ပြန်အဆုံးစော်ကားပြီးပြီသူတို့စော်ကားလိုက်တဲ့အကုတုကံဟာအင်မတန်မှကြီးမားဆိုအဲ့အတွက်ကြောင့်တကူးရှိတဲ့နှက်တရမနေတော့ဘူး ဒီတိလက်ရှိတဲ့ပုဂ္ဂိုလ်ကထလှုပ်လိုက်တာတော့မဟုတ်ဘူးတကူးရှိတဲ့တမ္မာတွေကနတ်တွေကမနေတော့ဘဲနဲ့လက်နှမိုးတွေရွာပထမဆုံးရွှေမိုးဝင်မိုးတွေရွာတယ်အဲထွက်ကောက်တဲ့အချိန်မှာလက်နှမိုးတွေရွာပေးတာအဲတော့ကိစ္စတုံးအဲ့တော့ပြောချင်တာကအခုငြင်းငင်လှုပ်တယ်ဆိုတာကလည်းပဲခုနောက်ပိုင်းတိလက်ရှိတဲ့ပုဂ္ဂိုလ်တွေဆရာတော်ကြီးတွေနော်ဆရာတော်ကြီးတွေခဏထားပါမြတ်စွာဘုရားပုံတွေကို AI နေနဲ့လှုပ်တယ်တင်တယ် နော်ကိုယ်ယူကာရတယ်နံပါတ်၁ချက်ပြီးရင်တီလာရှိတဲ့ဆရာတော်ကြီးတွေတီလာရှိတဲ့ဆရာတော်ကြီးတွေကိုပြောဆိုပြုမှုနေတာတွေကရိုင်းဆိုင်ပြီးတော့တီလာရှိတဲ့ပုံကိုယ်တွေနော်ဘာကျုပ်ဆရာတော်ကြီးတို့တတိယဆရာတော်ကြီးတို့နော်တခြားဆရာတော်တွေဘယ်ဆရာတော်မှမလို့ပြောနေတာတွေတွေ့ရဒါတွေကြောင့်မဖြစ်နိုင်ဘူးလားကိုယ့်ဘောက်စဉ်းစားကြည့်ပေါ့အဲ့တော့အားလုံးဒါဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုမမှန်ကန်ကန်နဲ့ မြင်နိုင်ကြပါစေတွေးနိုင်ကြပါစေစင်ကြင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်